အတင်း25ပါသူမိတစ်ချိတ်ကိုပြပြအားလုံးကတော့ဒီအတူတူပဲဟိုဆုံးတူတယ်သူတို့ရွက်ပါလာချင်းတူတာပေါ့နော်သူတို့မင်္ဂလာဆောင်မဲ့သူတို့သားလေးဒီတယောက်ပဲဒါမဲ့သူတို့အဲ့ဒီမှာကျတော့တူတယ်ဆိုပေမဲ့တူတယ်ဆိုတာဒီမြင်ရတဲ့အရာတွေတူတာပေါ့နော်ဒါမဲ့အဲ့ဒီမှာသူတို့မမြင်ရတဲ့အထက်အရာပေါ်မှာမူတည်ပြီးတော့ပညာရှိနဲ့ ပညာရှိတဲ့တို့သမီးနဲ့မိုက်တော်တို့သမီးဆိုပြီးတော့ကျန်းစာနဲ့ပြီးတော့ခွဲခြားပြီးတော့ပြောသွားတာကိုတွေ့ရတယ်။ဆိုတော့ပညာရှိတဲ့တို့သမီးဆိုတာကိုယ်ထဲမှာရှိတဲ့စီးတွေမပါဘူး။ဒါစီးအပူပါယူတာတော့ဘောနော်။မိုက်တဲ့တို့သမီးဆိုတာကိုယ်ပဲယူပြီးတော့စီးမယူဘူး။တို့အဲ့တော့မိုက်တယ်ဆိုတာကတကယ်အမိုက်ကအထဲမှာပဲရှိတယ်ဆိုတော့သိရတယ်။အဲ့တော့မိုက်တော်တို့သမီးကခွက်ကိုပဲယူပဲစီးကိုမယူဘူးပေါ့။ဘာပြောချင်တာကတော့ဖះเจ้าတို့ရောက်တဲ့ဖះစီမရောက်ဘူး။ တချင်းလို့ဆိုရယ်ဘုရားကိုချီးမွမ်းတတ်ဘူးကိုကိုချင်းဥဆောင်တော့ဥဆောင်တယ်ကိုကိုရဲ့သူတော့မဟုတ်ဆိုတော့ပြားရမှုတော့ဆောင်တယ်တော့တော့ကိုမဆောင်ဘူးကျန်းစာတော့တည်ရယ်နှုတ်ဘတော့ဘူးမတည်ဘူးနော်အဲ့ပိုက်တဲ့သူတို့တည်းမချင်တာအခွန်နေပဲရှိတာပေါ့နော်ဒါကစီကျူးတော့ဆန်းမရှိဘူးဖြစ်နေတာ အဲ့တော့ဒီကနေ့ကျွန်တော်ရောက်စီတိုင်းဒီခရစ်တော်ကိုယုံကြည်တဲ့ခံတဲ့အခါမှာတင်းတော်တွေဟူသောတတော်သမီးဖြစ်လာတယ်ကျွန်တော်တွေအဲ့တော့ဒီကနေ့ဆရာရှိခိုးကြတယ်ကျန်းစာတင်းနဲ့တက်ကြတယ်ကျန်းစာကြောင့်တက်ကြတယ်ဖျားရမှုတော်ကိုစောင့်ကြတယ်ဘုရားရှိခိုးတွေလောက်ကြတယ်အဲ့ဒီထဲမှာမှပညာရှိစွာနဲ့ဘုရားစီတော်ကိုချစ်ကပ်တဲ့တဲ့သူနဲ့မိုင်မဲစွာချစ်ကပ်တဲ့သူဆိုတော့နှမျိုးရှိတယ်အဲ့တော့မိုင်မဲခြင်းကိုဒီနေရာမှာပြောရလို့ရှိရင်တော့တကယ်တော့တော် အနှစ်သာရမပါဘဲနဲ့အခွန်ကိုပဲလုပ်တယ်ဆိုရဲတဘောကိုတွေ့ရတယ်အဲ့တော့ဒီကနေ့လူတို့လုပ်တဲ့ခါမှာလုံရနဲ့တိုင်ရတာမဟုတ်ဘဲနဲ့လူရတဲ့ရည်ရွယ်ချက်ကိုတိုင်ပြီးတော့ပညာရှိတဲ့လူမိုက်ကိုကိုယ်ကိုယ်ပြတော်စီတာပေါ့ပညာရှိဆိုတာပါတယ်လူမိုက်ဆိုတာပါတယ်ဆိုတော့ကျွန်တော်တို့တွေလည်းအခုပြရှိခေါ်တဲ့ရည်ရွယ်ချက်ဘုလိုဆောင်ရည်ရွယ်ချက်ကျန်းစာတင်တဲ့ရည်ရွယ်ချက်ကျန်းစာကြောင်းတဲ့ရည်ရွယ်ချက်နော်ဆူတောင်းစုလိုရည်ရွယ်ချက်အမှန်ကိုပြဆက်စစ်ဖို့လိုအပ်တယ် ဘုရားကိုမမှန်ကန်ကန်မြင်တတ်တဲ့သူတွေကဘုရားရှိခိုးတာဆုတောင်းတာအစာရှောင်းတာကျန်းစာကြောင်းတက်တာကျန်းစာသူနဲ့တက်တာအဲ့ဒီကိုကိုအတ္တတော့မလို့ဘုရားကိုမမှန်ကန်ကန်မြင်တတ်တဲ့သူတွေမိုက်တဲ့သူတွေကတော့ဘုရားရှိခိုးတာတွေဆုတောင်းတာတွေကျန်းစာဖတ်တာတွေကျန်းစာတင်တာတွေကျန်းစာကြောင်းတက်တာတွေကိုကိုယ့်အတ္တတော့ပဲလုပ်တယ်ဘုရားကိုမမှန်ကန်စွာမြင်တတ်တဲ့သူတွေပညာရှိတွေကတော့အဲ့ဒီဟာတွေအားလုံးပူဇော်လို့တဲ့ဆန္ဒတစ်ခုတည်းနဲ့ပဲလုပ်တယ် လူကျင်းမှုပါဦးတောက်ဆုံးမှုပါဦးပူဇော်ရုံတက်တက်ပဲအဲ့တော့ဒီနေ့ဒါဝိအဲလောက်လွဲကင်နဲ့ရွေချက်နဲ့ရှောင်းလူဓာကန်ရဲ့ရွေချက်ကအများကြီးกว่าတယ်ရှောင်းမှုကသူ့ရဲ့လက်နက်နော်သူ့ရဲ့နေရာကိုသူ့ရဲ့အာဏာကိုသူ့ရဲ့အင်ပါယာအတွက်ပဲသူကနေပြီးတော့သူလှုပ်တာဒါဝိကအဲ့လိုမျိုးမဟုတ်ဘူးဖျားရဲ့နိုင်ငံတော်အတွက်ပဲသူကလှုပ်တာ သူလည်းလက်နဲ့ကင်တာပဲကိုလည်းလက်နဲ့ကင်တာပဲကင်နေရွေချက်ပဲကွာသွားတယ်။သူလည်းမှုတော်ဆောင်တာပဲကိုလည်းအမှုတော်ဆောင်တာပဲအမှုတော်ဆောင်ချက်ရွေချက်ကွာသွားတယ်။သူလည်းတရားဟောတာပဲကိုလည်းတရားဟောတာပဲဟောရတဲ့ရွေချက်ကွာသွားတယ်။သူလည်းချင်းမွန်ချင်းတချင်းဆိုတာပဲကိုလည်းချင်းမွန်ချင်းတချင်းဆိုတာပဲအဲ့ဒီချင်းမွန်ချင်းတချင်းဆိုတဲ့ရွေချက်ကွာသွားတယ်။သူလည်းဖះเจ้าကိုလာတာပဲကိုလည်းဖះเจ้าကိုလာတာပဲ။ဒါမဲ့ သူ့ကိုွဲပတ်သွားစီတာကအဲ့ဖျားချောင်းကိုလာရတဲ့ရည်ရွယ်ချက်ကွာသွားတာတရားဟောရတဲ့ရည်ရွယ်ချက်ကွာသွားတာကျန်းစာကြောင်းတက်ရတဲ့ရည်ရွယ်ချက်ကွာသွားတာဒါဝိလောင်လွဲကြိုင်တာကသူ့တွေအတွက်သူ့တော့မဟုတ်ရှိုးလူဓာတ်ကြိုင်လက်ကြိုင်တာသူ့အတွက်ဖြစ်တယ်ဒီကနေ့တကယ်ပညာရှိတဲ့ယုံကြည်သူပညာရှိတဲ့တတော်သမီးဆိုတာကစူတောင်းမယ်ဖျားရှိခိုးမယ်ကျန်းစာကြောင်းတက်မယ်ကျန်းစာတင်နေတက်မယ်အမှုလို့ဆောင်မယ်အဲ့ဒါအားလုံးကိုသူတို့လုပ်တဲ့အခါမှာအဲ့လိုလိုတိုင်းပဲလုပ်ကြတယ် ုဆန်တာလည်းမဟုတ်လို့ကိုဖြစ်ချင်တာတွေအတွက်ရှောက်လို့နေတာမဟုတ်ဘူးဘုရားစစ်ဖြစ်စေခြင်းတဲ့အရာကိုလုပ်နေတာဖြစ်တယ်။အဖြစ်လို့လို့ဆိုတော့ဒီနေ့ကျမ်းစာကတိကျပြောတယ်ဘုရားသခင်စီးရကိုကိုွယ်တော်သူကိုရှာတယ်လို့ကျမ်းစာကပြောတယ်။အဲ့တော့ဘုရားသခင်ရှာနေတာဒီကိုကိုွယ်ခြင်းစီးရမဟုတ်ဘူးကိုကိုွယ်တဲ့သူ။ ဖျက်ခင်ရှာနေတာဒီကိုကိုကြီးဥဆောင်နေသူမဟုတ်ဘူးကိုကိုလည်းသူဖျက်ခင်ရှာနေတာဒီအချင်းဆိုတဲ့သူမဟုတ်ဘူးချီးမွမ်းနေသူဖျက်ခင်ရှာနေတာဒီတရားဟောတဲ့သူမဟုတ်ဘူးဖျားသဘောနေသူဖျက်ခင်ရှာနေတာဒီတရားစကားကိုနှုတ်ထဲမှာထည့်ပြီးသွားတဲ့သူကိုပြောတာမဟုတ်ဘူးဖျားကိုရင်ထဲမှာထည့်ပြီးသွားတဲ့ဖျက်ခင်ရှာနေတာဒီဆရာလုပ်တဲ့သူလည်းမဟုတ်ဘူးအစီခံနေသူဖျက်ခင်ရှာနေတာဒီဖျားချောင်းကိုလာတဲ့သူတွေဖျားစီကိုလာတဲ့သူတွေကိုလုံနေတာဖျက်ခင်ရှာနေတာဒီ တို့တွေကအခုဆိုရှင်ဘုရားကျောင်းကိုတော့လာတတ်တယ်ဘုရားစီကိုတော့မလာတတ်ဘူးတချင်းတော့ဆိုတတ်တယ်စီမချင်းတချင်းတော့ဆိုတတ်တယ်မချီမွတ်တတ်ဘူးမရဘူးတရားဟောချက်တွေရှိတယ်တရားဟောတတ်တယ်တရားကိုတော့နှုတ်ထဲမှာအပြည့်ရှိတယ်ဒါပေမဲ့ဘုရားအရင်ထဲမှာတော့ဘုရားအပြည့်မရှိဘူးကျွန်တော်တို့ဆရာတော်လှုပ်ချင်တယ်အစီမခံတတ်ဘူးကျွန်တော်တို့စင်ပေါ်မှာမိုက်ကင်မှုအစဉ်တည်းဖြစ်တယ်စင်အောက်မှာတပတ်စီကင်မှုအစဉ်တည်းမဖြစ်ဘူးကျွန်တော်တို့ကျွန်တော်ဘုရားမပါပဲအရှိရောက်နေတာထက်ဘုရားနဲ့အတူနောက်ကျနေတာပိုပြီးကောင်းပါတယ် ဘုရားမပါပဲရှင်ပေါ်မှာမိုက်ကင်နေတာတဲ့ဘုရားနဲ့တူစင်အောက်မှာတပစီကင်နေတာပုံပြီးကောင်းပါတယ်ဘုရားမပါပဲနိုင်ငံတကာရောက်နေတာတဲ့ဘုရားနဲ့တူနိုင်ငံတော်ထဲမှာနေခြင်းကတာရွေးကောင်းပါတယ်ကျွန်တော်တို့ဒီနေ့လေပြင်းမှာစွားကင်းနေဝင်မဲ့နေတဲ့လူချမ်းသာကပြောတယ်ရိတ်သိမ်းမဲ့လူရှားတယ်ဒီလောက်လူတွေပေါ်နေတာဒီလောက်မှုတော်ဆောင်တွေလည်းပေါ်နေတာဒီလောက်သင်္ဍဆင်းတဲ့လူတွေလည်းပေါ်နေတာဒီလောက်ခရိယာနေလည်းပေါ်နေတာရိတ်မဲ့သူကရှားတော့လားလို့လေးပြန်ရှိတယ်ဒါဖြင့်စပားတွေကမဲ့နေတယ်လူတွေကမရိတ်ချင်ကြဘူး မေးတက်လို့တော့မဟုတ်ဘူးမေးချင်ကြတခင်ကအဖိုးခမယူပဲနဲ့ကျွန်တော်တို့ကိုရေးတင်ခဲ့ပေမဲ့ကျွန်တော်တို့ကအခရမှရေးချင်တယ်လက်မှတ်ကံပြီးတော့ကစင်းရုပ်ပေါ်မှာရက်ပြီးစောင့်နေတယ်တကွက်ကိုဘယ်လောက်ပေးမလဲဆိုကျွန်တော်ကအခမရမေးချင်ဘူးအဖိုးခပေးပြီးတော့မေးချင်အဲ့ဒါကိုဆရာမခေါ်ရင်မေးချင်ဘူးငါကမိုက်မပေးရင်မေးချင်ဘူးနေရာလေးတစ်ခုမှမရရင်မေးချင်ပါလေရွက်ချက်အမှန်ကပါလေကစားစစ်ဖို့ကျွန်တော်တို့လည်းစဉ်းစားဖို့ရှိတယ်ခရစ်တော်ဟာသူတို့သားပါ အတင်းတော်ကတို့တမိပါခရစ်တော်ဟာကိုယ့်ကိုယ်ချင်းကိုခံတတ်တဲ့ပုဂ္ဂိုလ်ပါကျွန်တော်ကကိုယ့်ကိုယ်တော်သူပါအတင်းတော်ဆိုတာခရစ်တော်မရှိလို့ဖြစ်တယ်ကျွန်တော်အရောက်စီတန်းကလည်းဘုရားမရှိလို့ဖြစ်ပါအတင်းတော်တပြည့်တတ်မရှိလို့ရတယ်ခရစ်တော်မရှိလို့မရပါဘူးတင့်အတွက်လာစားမရှိလို့ရတယ်ဘုရားမရှိလို့မရပါဘူးတင့်အတွက်လက်မမရှိလို့ရတယ်ဘုရားမရှိလို့မရပါဘူးတင့်တရားမဟုတ်တတ်လို့ရတယ်ဘုရားကိုမချစ်တတ်လို့တော့တင့်မရပါဘူးခရစ်တော်ဟာသူ့သားပဲအတင်းတော်ကသူ့သူပဲသူတို့ဒီကွယ်ပြည့်တတ်မရှိလို့ရတယ်သူတို့သားမရှိလို့မရတယ်လို့ပဲ အတင်းတော်အတွက်ပေးတတ်မရှိလို့ရတယ်ခရစ်တော်မရှိလို့မရပါဘူးသူတို့သမီးဟာမင်္ဂလာဆောင်ခမ်းမထက်မင်္ဂလာဆောင်သူတို့သားကိုစေဝန်စားချီဆောင်ခြင်းတက်ချီဆောင်မဲ့သူကိုစေဝန်စားတယ်ဖခင်ကြောင့်ထက်ဖခင်ကိုစေဝန်စားတယ်ကျမ်းစာထက်နှုတ်ကပတ်တော်ကိုစေဝန်စားတယ်လူရဲ့လက်ခံခြင်းထက်ဖခင်ရဲ့လက်ခံခြင်းကိုစေဝန်စားတယ်ဟန်ထက်အဆန်ကိုပို့စေဝန်စားတယ်စင်ထက်ပလင်ကိုစေဝန်စားတယ်တချင်းစုချင်းထက်ချီးမွမ်းခြင်းကိုစေဝန်စားတယ်အသင်ထက်အသက်ကိုစေဝန်စားတယ်တက်တန်းထက်အသက်တော်ကိုပို့ပြီးစေဝန်စားတယ် တကယ်သူတို့နွေးစစ်ကုန်ဝင်ကြရဲဆိုတာမင်္ဂလာခမ်းမတွေမှာနေရာရချင်းရောက်မှုသူတို့သားရင်ထဲမှာနေရာရချင်းရောက်ဖြစ်တယ်ဒီလိုဖခင်သားတွေကကုန်ယူဝင်ကြခြင်းကဖခင်เจ้าမှာနေရာရချင်းရောက်မှုဖခင်ရဲ့ထင်မှာနေရာအချင်းရောက်ဖြစ်တယ်ဝိညာဉ်တော်ရဲ့ကျောင်းပေါ်မှာမိနေတန်ဖို့ကျောင်းကဝိညာဉ်သားနဲ့ကြားထဲရတဲ့ချိန်ကခုရောက်နေမှာမိုးလို့ပြောရင်ရှိပါမှမို့ပါနွေလို့ပြောရင်ပူမနေပဲစောင်းလို့ပြောရင်အိမ်မှာစောင်းနှုတ်ကပါတယ်လို့ပြောရင်ဝိညာဉ်တော်ဘာမှနှုတ်ကပါတော့စားမပါရင်ဟင်းကပေါ့တယ်လို့ပညာမှာပါတဲ့စကားကပေါ့ ဝิญญ์တော်မပါတဲ့တရားကလည်းပေါ်ပါတယ်စကားရဲ့အနစ်ကပညာဖြစ်တယ်ကိုယ်ကကြီးရဲ့အနစ်ကရစ်ဖြစ်တယ်တရားရဲ့အနစ်ကဝิญญ์တော်ပါအဲ့ဒါကိုကျွန်တော်သိဖို့လိုပါလေဒီကနေ့အဲ့ဒီအနစ်သာရကောင်မှမသိဘူးဆိုလို့ရှိရင်ကျွန်တော်အနစ်ကိုမရပဲအခွန်နဲ့ပဲကျင့်နေနေရဖခင်ထက်ဖခင်เจ้าကိုပဲဦးစားပေးနေတယ်ရှင်မကျင့်တဲ့တချင်းဆိုခြင်းကိုပဲဦးစားပေးနေတယ်ဖခင်ရဲ့တဘောထက်တရားဟုတ်ဖို့ပဲစိတ်ဝင်စားနေတယ်ပလင်ပေါ်မှာရမယ့်အရာတက်စင်ပေါ်မှာရမယ့်အရာကိုကျွန်တော်စိတ်ဝင်စားနေတယ်ဖခင်ပြီးမဲ့အရာတက်လူပြီးမဲ့အရာကိုသာပြောလို့မရလေလေ ပတ်လို့ရှိရင်ပြီးဆက်တဲ့အချိန်ကြီးကုန်ခဲ့တဲ့အချိန်ကြီးပြီးခဲ့တဲ့ပြီးခဲ့တဲ့ဘုခအဲ့ဒီအရာတွေအရမ်းနှမျိုးစရာကောင်းလို့အချိန်လုံးမတည်တဲ့အချိန်မှာပြန်လှည့်လို့မရတဲ့အချိန်တွေကိုကျွန်တော်တို့ရောက်သွားမှာဖြစ်တယ်။လုံနေရင်းနဲ့ပေါင်းစည်းရင်းရှိမှာကြဆုံးလွတ်ချင်းကြောင်းပြောရင်းနဲ့ပဲကိုတော့တယ်ကိုတိုင်းမလွတ်မြောက်နိုင်တဲ့ဘဝထဲမှာမကျင်လေကြဆုံးဆုံးကျွန်တော်တို့တရားဟောရင်းနဲ့ပဲတရားမဲ့မနေကြဆုံး you rush ka yok ဖះနာမှာတော့လေဖះကိုကိုးစားဖို့မစင်စားဘူးရောက်စားဖို့ပဲစင်စားတယ်ဖះနာမှာနေတယ် ဘုရားရဲ့အလုပ်ကိုလုပ်တယ်။ဘုရားလှုပ်ဆီခြင်းတဲ့အတိုင်းမလုပ်ဘူး။ကိုလှုပ်ခြင်းတဲ့အတိုင်းပဲလုပ်တယ်။လမ်းလျှောက်တယ်။ဘုရားလျှောက်ဆီခြင်းတဲ့အတိုင်းမလျှောက်ဘူး။ကိုလျှောက်ခြင်းတဲ့အတိုင်းပဲလျှောက်တယ်။ဒီနေ့ကျွန်တော်တို့အမှုတော်ဆောင်ကြတယ်။အစီခံကြတယ်။ဘုရားဟောကြတယ်။ရှင်မကုကခြင်းကိုဆောင်ကြတယ်။ယေစတိတိခတ်ကြတယ်။ကျွန်တော်ဘာသာဝင်လုပ်ကြတာ။ယေစစ်ကိုလုပ်။ကျွန်တော်ဒီအမှုရာတစ်ခုကိုလှုပ်ဆောင်ရတဲ့ရည်ရွယ်ချက်အမှန်ကပါ။ဆူတောင်းတာကောင်းတယ်။ကောင်းတာကောင်းပါလေ။တရားဟောတာကောင်းတာကောင်းပါလေ။ ကျွေးပွဲချင်းဥဆောင်တာကောင်းလားကောင်းပါလေတဲ့ဆယ်လူလာကောင်းလားကောင်းပါဒါပေမဲ့အဲ့ဒီကောင်းတဲ့အပန်းနဲ့ဟာတွေကိုလုံရတဲ့တင့်ယူရချက်အမှန်ကပါကိုချင်းနဲ့ဖူလာကိုလိုချင်းနဲ့ဖူလာလူလက်ခံဖူလာဖရာလက်ခံဖူလာစင်မော်ရောက်ဖူလာကိုလင်မော်ရောက်ဖူလာကျွန်တော်ရေချက်အမှန်ကိုပြန်ဆက်ဆက်တူအားလုံးကတော့ခွက်တင်တူတူပါပဲသူသမီးအားလုံးကတော့ခွက်တင်တူတူပါမတူတာကတော့အထဲကစီပါအကုန်လုံးကတော့ဖရာရှိခိုးတာအတူတူပါပဲမတူတာကတော့အထဲကကျွန်တော်ရေချက်ပါခိုင်မဲ့စိတ်နဲ့စိတ်ထားပါ ရက်တီတဲ့သဘောထားပါဥတီတဲ့ပန်းတိုင်းပါအဲ့ဒါတွေပဲကွာခြားသွားတာပါသူကတရားပို့ဟောတတ်လို့ငါတရားတရားသိဖို့ဟောတတ်လို့အဲ့ဒါကွာခြားသွားတာမဟုတ်ဘူးသူကပို့ပြီးတခြင်းဆိုတတ်လို့ငါသိတခြင်းမဆိုတတ်သူကပညာပို့တတ်လို့ငါပညာသိမတတ်အဲ့ဒါကွာသွားတာမဟုတ်ပါဘူးကျွန်တော်အထက်ကရည်ရွယ်ချက်ကပဲကွာသွားတာပါခိုင်ရစင်းနေစိတ်ထားပဲကွာသွားတာပါယက်တီရဲ့သဘောထားပဲကွာသွားတာပါဥတီချက်ပန်းတိုင်းပဲကွာချသွားတာပါအဲ့ဒါကကျွန်တော်တို့ကိုလူမိုက်တဲ့ပညာရှိကိုဖွဲထုတ်ပေးလိုက်တာပါ တရားမဟောတဲ့တိုင်လူမိုက်လို့ပြောလို့မရသလိုတရားဟောတဲ့တိုင်ပညာရှိလို့ပြောလို့မရပါဘူးအမှုတော်မဆောင်လို့လူမိုက်လို့ပြောလို့မရသလိုအမှုတော်ဆောင်တိုင်းနဲ့ပညာရှိလို့ပြောလို့မရပါဘူးကျင်းဝချင်းကိုကွက်ချင်းဥဆောင်မှပညာတတ်လို့ပြောလို့ပညာရှိလို့ပြောလို့မရသလိုကျင်းဝကိုကွက်ချင်းဥဆောင်တဲ့တိုင်လေလူမိုက်လို့ပြောလို့မရအောင်ဆိုတော့သိစေချင်တယ်မတင်းစံကားပါကတော့အားလုံးတူပေမဲ့အထဲကစီမတူတဲ့အရာကိုမိုက်တော်တို့တူလို့ပြောပါတယ်အဲ့ဒါတို့သမီးတွေကတခင်လာတဲ့အချိန်မှာ တို့မှအလေးမရှိတော့ပါဘူး။သူတကားတော့ခောက်တဲ့ခါမှာတခင်ကရှင်းရှင်းနဲ့ပြောပါတယ်ဒီလူကငါမသိ။ဒီကနေ့ကျွန်တော်ကဒီလိုလူကြီးတဲ့အရာတွေလွတ်ဆောင်နေပြီ။အထဲကရည်ရွယ်ချက်ပါတဲ့ခါမှာတခင်ကမသိဘူးဆိုတဲ့ညစ်ပယ်ခြင်းမျိုးကိုခံရနိုင်တယ်ဆိုတာကိုသတိချက်စီချင်ပါတယ်။ဖခင်ရဲ့အနာမှာနေပြီးတော့ဖခင်ရဲ့လူတော်ကိုမသိ။ကိုရောလူတော်ကိုမသိ။ကိုလိုချင်ကိုလိုကိုလိုတာပဲသိတယ်။ကိုယ်ကဘာပြောစီခြင်းလည်းမသိဘူးကိုပြောချင်တာပဲသိတယ်ကိုကဘယ်သွားစီခြင်းလည်းမသိဘူးကိုသွားချင်တာပဲသိတယ်သူကကိုလည်းပင်ကိုကြိုးပဲစတဲ့ယူရက်စကာရုပ်လိုမျိုးဆိုတာကိုလည်းသိစေချင်ပါတယ် ဖခင်နဲ့အဝေးမဟုတ်ပါဘူးဖခင်နဲ့ညီညီလေးပါ။ကျန်းစာနဲ့ဝေးမဟုတ်ပါဘူးကျန်းစာနဲ့ညီညီလေးပါ။တခြင်းနဲ့ဝေးမဟုတ်ပါဘူးတခြင်းနဲ့ညီညီလေးပါ။ဒါပေမဲ့အရာခက်သိမ်းကိုယူရတဲ့ယူရကြမှာကောင်းမြတ်တဲ့ဆက်ဆိုင်တဲ့ဓမ္မမင်္ဂလာဝိညာဉ်ရနဲ့ဆက်ဆိုင်တဲ့အတ္တနဲ့ဆိုင်တဲ့မင်္ဂလာဖခင်နဲ့ဆက်ဆိုင်တဲ့ထာဝရနဲ့ဆိုင်တဲ့မင်္ဂလာအကျိုးကိုမမျှော်ဘူးပဲနဲ့တေခါရနဲ့ဆက်ဆိုင်တဲ့အရာတွေကိုလည်းမျှော်ဘူးနေခြင်းကား ကျိုးရဲ့အတ္တကိုကုလေပင်ကိုကျိုးပင်စုတလို့ဖြစ်သွားနိုင်လေဆိုတာကိုသိစေခြင်း။တခင်ကတော့ပြောပါတယ်။အဲ့ဒီမိုက်တဲ့တုန်းကကိုဒီနှုတ်ကလောကမသိဘူးလို့ပြောပါတယ်။အဲ့တော့ဒီလေးယုံကြည်သူအယောက်စရဲ့အတ္တမှာဒီနှုတ်ကဘတော်ကိုခံယူပြီးတော့ကျွန်တော်တို့ဒီနေ့ဆူတောင်းနေတဲ့ဘုရားရှိခိုးနေတဲ့ဘုရားเจ้าကိုလာတဲ့ကျမ်းစာဖတ်နေတဲ့အစာရှောင်နေတဲ့အမှုတော်ဆောင်နေတဲ့ကျမ်းစာကြောင်တက်နေတဲ့ကျမ်းစာတင်တဲ့တက်နေတဲ့အစီခံနေတဲ့တုန်တင်နေရတဲ့အရာခတ်တဲ့ရည်ရွယ်ချက်အမှန် ပြန်ဆက်စစ်ဖို့လိုပါတကယ်ပဲဖရာရဲ့အလိုတော်အတိုင်းဖရာကိုယ်သာဦးတည်လက်ဖရာကြည်နဲ့စီတဲ့စန္ဒအမှန်ရွေချက်အမှန်ဒီဖြစ်ခြင်းအားဖြင့်တခင်နဲ့အတူမင်္ဂလာဆောင်ဘက်ကိုယ်နဲ့ပညာရှိတော်တို့လူမျိုးများဖြစ်စေဖို့အတွက်ဒီနှုတ်ဘတော်အဖြစ်ဝင်ကြပါလေအယောက်စီတိုင်းကိုနှုတ်ဘတော်အဖြစ်ဖျက်ဆီးကြပါစေ။